စစ်ကောင်စီကိုကဲနေမီတွေမှာဖမ်းဆီးမှုတွေပြုလုပ်မဲ့ချိုးပါကရဲတပ်ဖွဲ့ဝင်တွေဟာတက်ဆိုင်ရာစစ်ကောင်စီတပ်ဖွဲ့ထံကြိုတင်အကြောင်းကြားရမယ်လို့ညွှန်ကြားချက်ထွက်ပေါ်လာပြီးအဲ့လိုအကြောင်းမကြားဘဲဖမ်းဆီးပါကရဲတပ်ဖွဲ့ဝင်တွေပါအေးအေးယူခံရမယ်လို့သိရပါဗျာ။ ရုံတိုင်းတွင်စစ်ကောင်စီတိုက်ရိုက်ကိုကဲတဲ့နယ်မြေတွေမှာရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ဖမ်းဆီးအရေးယူမှုတွေပြုလုပ်မဲ့ဆိုပါကရန်ကုန်တိုင်းခြေဆိုင်နီးပြူဝါမှုတန်ရင်မှုနဲ့စစ်ကြောင်းမှုတွေကိုအကြောင်းကြားဖို့ထပ်ဆင့်ညွှန်ကြားချက်တွေပေးပို့ထားတယ်လို့သိရပါတယ်။အကြောင်းကြားစာထွက်လာတာမှန်ပါတယ်။ရဲလုံငန်းစဉ်ကိုဝင်ရောက်နှောက်ယှက်တဲ့ရဲထက်ဆိုးတွေပေါ့ တက်ထဲမှာဆိုရင်အတောင်ရန်ကျန်းတဲ့သူတွေကိုရဲထက်ဆိုးလို့နာမည်ပေးကြတယ်။အခုကတက်ထဲမှာရဲထက်ဆိုးတွေများလာတယ်လို့သတင်းရင်းမြစ်တူက ARD Times ကိုပြောပါရတယ်။ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့သက်ဆိုင်ရာနှီးပြွာမှုတွေ၊နေမြေခံတက်ဖွဲ့ဝင်တွေစီကိုသတင်းပို့ဆောင်မှုပြုလုပ်ပြီးမှသာဖမ်းဆီးစစ်ဆေးမှုတွေလှုံ့ဆော်ရမှာဖြစ်တယ်လို့သတင်းရင်းမြစ်စီကသိရပါရတယ်။ စင်တက်ရဲ့ခွင့်ပြုချက်မပါဘဲဖန်ဆီးစစ်ဆေးမှုတွေလှုပ်ဆောင်မှာကအဲ့လိုလှုပ်ဆောင်တဲ့ရဲတပ်ဖွဲ့ဝင်တွေကိုယာယီထိန်သိမ်းနိုင်တယ်လို့ညွှန်ကြားစာမှာပါဝင်ကြောင်းသတင်းရင်းမြစ်ကဆိုပါတယ်အခုလိုထုတ်ပြန်ရတဲ့အထူးကအကြောင်းရင်းမှာစစ်ကောင်စီအရာရှိတွေပိုင်ဆိုင်တဲ့တရားမဝင်လုပ်ငန်းတွေကိုရဲတပ်ဖွဲ့ဝင်တွေကဝင်ရောက်ဖမ်းဆီးတာနဲ့စစ်ဘုတ်ချုပ်တွေခွင့်ပြုထားတဲ့မူရစေတဲဆောင်ခွင့်တွေကိုရဲတပ်ဖွဲ့တွေကဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်တယ်လို့သိရပါဗျ။ စစ်ကောင်စီကအခုလိုရဲလုပ်ငန်းစင်တွေကိုပါဝင်ရောက်နှောက်ယှက်ပြီးတိုင်းအရန်တပ်မတွေစီကိုညွှန်ကြားစာထွက်လာရခြင်းဟာ၎င်းတို့ရဲ့ဂျိုးစီပွားကိုတိုင်းရိုက်ထိပါခြင်းကြောင့်ဖြစ်ပြီးရဲတပ်ဖွဲ့ဝင်တွေအနေနဲ့လည်းလုံဆောင်ရမယ့်အတိုင်းအတာထက်ကြော်လွန်ပြီးငွေညှစ်ဖို့တသက်ဖန်းစီကတောင်းယူလိုတဲ့ငွေပမာဏရရှိပါကပြန်လည်လှုပ်ပေးခြင်းစတဲ့လုပ်ရက်တွေကိုလုံဆောင်နေတယ်လို့သိရှိရပါတယ်။